အရှေ့ဒီမော်နိုင်ငံဟာအခုနှစ်ကုန်ပိုင်းမှာအရှေ့တောင်အာရှနိုင်ငံများအစီအယုံအာဆီယံရဲ့အဖွဲ့ဝင်တင်ဖြစ်လာနိုင်ကြောင်းအာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့မလေးရှားနိုင်ငံသားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။အရှေ့ဒီမော်အစိုးရဟာအာဆီယံရဲ့ဆက်တနိုင်ငံများအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်ရရေးလှုပ်ထုံလုပ်နေတွေနဲ့ပတ်သက်လို့အထိပယ်ပြေးွားတဲ့တိုးတက်မှုတွေကိုအကောင့်အထည်ဖော်ပြသနေနိုင်ပြီးအခုနှစ်အောက်တိုဘာလလောက်မှာအာဆီယံရဲ့အဖွဲ့ဝင်ဖြစ်လာနိုင်ခြင်းရှိရဲလို့မလေးရှားနိုင်ငံသားရေးဝန်ကြီးကမှတ်ချက်ပေးသွားခဲ့တာပါ။ အရှေ့ဒီမောဟာကမ္ဘာပေါ်မှာအစိမ်းအဆုံနိုင်ငံတွေထဲကတစ်ခုဖြစ်ပြီးအာဆီယံရဲ့အခွင့်ပြုရေးဆိုင်ရာမဟာဗျူဟာရည်မှန်းချက်တွေကိုအမိလိုက်နိုင်ဖို့ခက်ခဲကြောင်းဝေဖန်ထောက်ပြမှုတချို့ရှိနေသေးပါအရှေ့တောင်အာရှဒေသတွေမှာအရှေ့ဒီမောဟာတက်တဲ့အမှုနယ်ဆုံနိုင်ငံဖြစ်ပြီး2002ခုနှစ်တုန်းကအင်ဒိုနီးရှားစီကနေလွတ်လပ်ရေးရလာခဲ့တာပါအရှေ့ဒီမောတမရာဟိုဆေးရောမိုဟတာဟာအာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်ရရည်အတွက်အင်ဒိုက်အားတိုင်းထောက်ခံအားပေးသူတူဦးလည်းဖြစ်ပါတယ် တချိန်ကပေါ်တူဂီကိုလိုနီနယ်မြေဖြစ်ခဲ့ပြီးလူဦးရေတက်တမ3000လောက်နေထိုင်တဲ့နိုင်ငံငယ်လေးဟာအာဆီယံဖြစ်ခွင့်ပထမဆုံးအကြိမ်လျှောက်ထားမှုကို2017ခုနှစ်ကစတင်ကြိုးစားခဲ့ပါတယ်။2020နှစ်မှာတော့အရှေ့တီမော်ဟာအာဆီယံဆွေးနွေးပွဲတွေမှာလေလာသူအဖြစ်တက်ရောက်ခွင့်ရလာပေမဲ့အမျိုးမျိုးသောစိန်ခေါ်မှုတွေကြောင့်အငြင်းအဖွဲဝင်ဖြစ်ခွင့်ရရေးကတော့နှောင့်နှေးနေခဲ့ပါတယ်ရှင်။